ဆော့ကဟောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ဒါဆွေးနွေးဖို့ပေါ့နော်စဉ်းစားကြတဲ့အကြောင်းအရာကအခုဆိုအားလုံးလေးသိတဲ့အတိုင်းပဲပေါ်လုံးမှာ AI ကတော်တော်လေးခက်စားလာတယ်ပေါ့နော် AI အဲ့တော့ AI ဟာပေါ်လုံးနဲ့ပတ်သက်ပြီးတော့ခွဲခြားစိတ်ဖြာမှုတွေဒီပေါ်လုံးနဲ့ပတ်သက်တဲ့ဒီအနာဂတ်အတွေးအခေါ်ကိုခံမှန်းလာတော့ အတိတ်ကဖြစ်ရတွေကို data ထုတ်ယူတာတော့အဆင်သင့်ပြန်ပေါ့ဆိုတော့ AI ရဲ့ပတ်သက်မှုကတော်တော်ကြီးမားလာတယ် Go line technology လိုဟာမျိုးကရှင်းလင်းပြီမဲ့လူကျုံဥပဒေလိုဟာမျိုးကအခုဒီမရှင်းလင်းဘူးเนาะအမရှင်းလင်းဘူးဆိုတဲ့နေရာမှာအဲ့ဒီ semi automated ဆိုတဲ့ပုံစံမျိုးကနေပြီးတော့တခါနောက်ပိုင်းကျရင်ကျွန်းနေမကျွန်းဘူး လိုင်းဆွဲတဲ့အလုပ်တွေကအခုလူတွေလုပ်နေကြသေးတယ်။နောက်ပိုင်းဆိုရင် လူရဲ့အခန့်အန္တရာယ်ရော့သွားမယ်။ AI ကသာလိုင်းဆွဲတဲ့အလုပ်ဘာလို့ညာလို့အကုန်လုံး AI ကပဲလုပ်သွားမယ်ဆိုရက်ခက်ရောက်လာတော့မယ်။အခုအချိန်မှာဘာကြောင့်ဒီအလုပ်တွေကို100% AI ကို မခိုင်းသေးလဲဆိုရင်လူတွေမတွေးမိတဲ့ ဒီအမှန်တရားတစ်ခုကပါလဲဆိုတော့ဘောလုံးကွင်းတွေမှာ100%ဒီဘက်ဘေးစီးနဲ့ဒီဘက်ဘေးစီးအတိအကျညီခြင်းဒီဘက်ကိုအနောက်စီးနဲ့ဒီဘက်ကိုအနောက်စီးအတိအကျညီခြင်း၄ထောင်စလုံးဟာတောင်းကန်ဘောတောင်း၄ထောင်စလုံးဟာ90ဒီဂရီ90ဒီဂရီဘယ်လိုပြောမလဲဆိုတော့ဒီကျင်တွယ်နဲ့ပေါ့နော်တောင်းအတိအကျကြခြင်း အတော့အတိအကျဖြစ်ခြင်းဆိုတဲ့အပိုင်းဒီမှာဒီလောက်ခင်မိတယ်ဘောလုံးအသင်းကြီးတွေကွင်းနေတော့မှ100%အပြည့်မရသေးဘူးမရသေးတဲ့ခါကျတော့အဲ့အရာတွေကိုလည်းဟိုတဖြည်းဖြည်းနဲ့ပြုပြင်နေရင်ပေါ့နောက်ပိုင်းကျရင်လာလိမ့်မယ်လူကြုံမကြုံလဲ AI နဲ့ဆုံးဖြတ်မယ်ဆိုတဲ့ဟာမျိုး line ဆိုမဆို AI ကပဲဆိုမယ်ဆိုတဲ့ဟာမျိုးအဲ့ကျရင်တော့100% AI ကဒီလွှမ်းမိုးသွားမှာပေါ့ဒီပညာအကူအညီမှာဟိုဒါကတော့ ဘုသူတအနေနဲ့ပြောပြတာပါဆိုတော့ဒီဟာကတကယ်လဲဒီဘောလုံးကွင်းတကြီးတောင်မှဒီကွင်းတွေကိုတကယ်နိုင်ငံကပညာရှင်တွေအင်ဂျင်နီယာတွေနဲ့ဒီကွင်းကွင်းနေရာဒီပြည်သက်နေရာပေါ်ကြီးစင်နေရာအစားရှင်လောက်တာတောင်မှလုံးဝ100%တိကျပါတယ်ဆိုတော့ကွင်းကမရှိသလောက်ပဲအာကျွန်တော်တိသလောက်ဆိုအခုဒီ Santiago Bernabeu Stadium ပေါ့နော်သူရဲ့မြက်ခင်းကဒီ၄တောင်ဟာဒီအားလုံးဟာ အားလုံးဟာလုံးဝချိုးညီပြီးတော့90ဒီဂရီအေးကြာတယ်ပေါ့နော်ဒေါက်တာဟော့စပတ်ဆိုတဲ့ဒါကွင်းသစ်ကြီးပဲသူတို့လည်းနည်းနည်းလေးဆူရယ်ဆိုတဲ့ခါကျတော့လူတွေကအဲ့ဒါလေးတွေကိုဖိဆွတ်ပြီးစဉ်းစားရတဲ့အပိုင်းလေးလည်းရှိတယ်အဲ AI နဲ့ဆုံးဖြတ်တဲ့ခါကျရင် quality အားလုံး quality ဖြစ်သွားပြီဆိုတဲ့ညာ AI အကန့်ကန့်တော့ဝင်လာတယ်ဆိုတော့ AI အကြောင်းပြောတာကဘာကြောင့်လဲဆိုတော့ဟုတ်ပြီဒါဆိုဒီ AI ဟာဘောလုံးကိုဘယ်လောက်ထိနားလဲသလဲ ော်တော်တော်လေးတော့နားလေလာပြီဗောနော်အဖြေရရှင်းပါတယ်တော်တော်လေးနားလေလာပြီအဲ့ AI ကိုဘလုံးအကြောင်းနားလေလာအောင် AI ဆိုတဲ့ set တစ်ခု model တစ်ခုကိုဘလုံးအကြောင်းနားလေတော့ဘလို့လေးပြင်သင်ကြားပေးတယ်လေဆိုတော့ကျတော့ဒါကြတော့ knowledge ပိုင်းဖြစ်သွားပြီအတွေးခွန်မပါဘူးတချို့သိလိမ့်မယ်တချို့သိရမှသိမယ်မသိတဲ့သူတွေအတွက်ပြောပြရမယ်ဆိုရင်ဒီဘလုံးကွင်းပုံစံကွက်လေးပေါ့နော်ဘလုံးကွင်းပုံစံဘလုံးကွင်း shape ရှိတဲ့ ီ rectangle i shape လေးထဲမှာအပြာရဲ့အနီရဲ့ဘောလုံးရဲ့ချပေးလိုက်တယ်။တပြားချင်းပဲအပြာတပြားအနီတပြားပြီးတော့ဘောလုံးအဖြစ်အသံမှပြူထားတဲ့အဖြူတပြားအချပေးလိုက်ပြီးတော့ randomly ရွေ့လျားစေတယ်။ရွေ့လျားစေတဲ့အခါကျအဲ့လိုရွေ့လျားတဲ့အခါမှာလည်းအရန် smooth မဖြစ်ဘူး။ down နေနဲ့သူတို့အကွက်တွေပေါ်ထားတယ် grid တွေပေါ့နော်။အဲ့ grid အတိုင်းကြောက်ရတယ် grid အတိုင်းတွားတယ်။တွားချင်တာကိုတွားတယ်။ရောက်ချင်တဲ့နေရာကိုရောက်တယ်။ တွမ်းနဲ့သွားထိတယ်။အဲအဖြူလေးကိုအပြားနေပြီးတော့ဘောလုံးဖြစ်တမထအဖြူလေးကိုသွားထိတယ်။သွားထိတဲ့အခါထိကျင်တဲ့နေရာကိုထိပြီးတော့ထွက်ကျင်တဲ့နေရာကိုထွက်တယ်။လွတ်ပေးထားတယ်။အထိသွားပြီဆိုသူတို့အိုက်ကောင်ရက်လိုက်တယ်။မထိတာကြီးလက်ရှိတယ်။အဖြူအပြားနဲ့အနေနဲ့ဒုံးဆိုသွားပြီးတော့တိုက်မိတယ်။အဖြူကချားသည်ဆိုတာကြီးလက်ရှိတယ်။အဲ့လိုဖြစ်တဲ့အခါမှာရက်လိုက်တယ်။ရက်လိုက်တယ်ရက်လိုက်တယ်ပြန်စတယ် အဲ့လိုမျိုးဒီရက်ချင်းပြန်ဆခြင်းရက်ချင်းပြန်ဆခြင်းအချိန်ပေါင်းများစွာလုပ်ပြီးတော့အချိန်တထောင်အရက်တရာတထောင်တသောင်းတသိန်းအဲ့လိုလောက်လာတဲ့အခါမှာကျွန်တော်တို့အလွယ်ပြောရရင်မဖြစ်လာလဲဆိုတော့အဲ့ဒီအပြာလေးဟာအနီကိုမထိပဲနဲ့အဖြူကိုပဲထိရမယ်ဆိုတော့သိလာတယ်အနီကလည်းအပြာကိုမထိရပဲအဖြူကိုပဲထိအောင်ဆိုတော့သိလာတယ်အဲ့တော့အဖြူကိုပြပြထိရင်းနဲ့ထိတဲ့နေရာထိကျင်သလိုထိရင်းနဲ့ထွက်ကျင်သလိုထွက်တာကနေပြီးတော့ အနီဟာအပြာကားကဂိုးပေါက်ထဲကိုအဲ့ဘောလုံးဝင်အောင်လှုပ်ရတယ်ဆိုတဲ့ဟာပေါ့လို့တဖြည်းဖြည်းတည်လာတယ်အကြိမ်ပေါင်းပေါင်းနဲ့တိုင်းနဲ့ချပြီးလှုပ်ပြီးရတဲ့အခါမှာအဲ့အပြာလေးကလည်းဒီအဖြူဘောလုံးလေးဟာအနီနောက်ကွယ်မှာရှိတဲ့ဂိုးပေါက်ထဲကိုဝင်အောင်လှုပ်ရဆိုတာတည်လာတယ်တည်လာတယ်တည်လာတယ်သူတို့အဲ့တည်လာတည်လာတဲ့အခါကျတော့အဲ့လိုစူးစမ်းတယ်စူးစမ်းရင်းနဲ့အနီလေးကစူးစမ်းတဲ့အခါမှာအပြာလေးက defense လောက်ကတယ်ဆိုတော့အတိစပြီးတော့တည်လာတယ်အထက်ထက်အခါကလေ့ကျင့်ပြီးရအောင်တည်လာတဲ့အခါကျလိုက်ပြီးတော့ပိတ်တယ် တော့အစလုံးဝမထိကြအောင်နောက်ပိုင်းကျတော့အဖြူလေးကိုထိအောင်မသိလာတယ်နောက်ပိုင်းကျတော့ဟိုဘက်ဂိုးဘောက်ကိုထဲကိုဝင်အောင်လောက်အောင်ဆိုတဲ့အတိအသိလာတယ်တို့ရဲ့ထိချက်တွေဟိုဘက်ဂိုးဘောက်ကိုဒီဝင်အောင်လို့ဟိုထိရတဲ့ထိချက်တွေဖြစ်လာတယ်နည်းနည်းလေးစောင်းနေကတ်တင်နေပေါင်းပေါ့တဲ့တယ်ဆိုရင်ဒဲ့ပေါ့အဲ့လိုသိလာတယ်သိရင်ねကိုယ့်ဘက်ကိုလည်းမသွင်းအောင်ကာကွယ်လို့ရလာပါလားဆိုတော့သိလာတယ်အတိအသိနဲ့အဲ့လိုမျိုး ဒီနမူနာပေါင်းတောင်းနဲ့တိန်းနဲ့ချီလို့ပြတဲ့အခါမှာအဲ့အတိအတပြေးနဲ့မြင့်လာတယ်။မြင့်လာတဲ့တပြားချင်းတပြားချင်းအဲ့တပြားချင်းတပြားချင်းတိလာတဲ့အခါကျရင်ဆက်ဆော့ကျွန်တော်ပြောသလိုပေါ့။ဟိုသူတို့ရဲ့ဒီတွားတဲ့လမ်းကြောင်းတွေပေါ့နော်။အဲ့လမ်းကြောင်းတွေဟာအရင်တော့ကတော့မချောမှုရူ။လမ်းကဒီထက်ပိုပြီးတော့စိတ်လာတယ်။ grid ဒီကပိုပြီးကျင်းလာတယ်။အဲ့လမ်းလေးတန်းတော့တော့ပိုပြီးတော့ညံ့ညောလာတယ်။နော် grid တွေကိုထပ်စိတ်တယ်။ down light မြင်းတွေအလျားလိုက်မြင်းတွေကိုထပ်စိတ်တယ်။ ထပ်စိတ်တယ်ထပ်စိတ်တယ်ထပ်စိတ်တယ်အဲ့နောက်ပိုင်းကျတော့ကျွန်တော်တို့ဒီဘင်းကြီး plane ပေါ်မှာပေါ့ဒီဘလော့ကောင်လည်းကြိုက်သူလို့လှင့်လို့ရသူလို့အတိချောမွေလာတယ်အဲ့အဆင့်ရောက်လာပြီဆိုတပြားတပြားကန်လာနေပြီနှစ်ပြားကန်တယ်နှစ်ပြားကန်တဲ့အခါမှာသူတို့တင်မှုအစ်စ်အဲ့အဲ့နှစ်ပြားဒီဘက်တကအနီလေးနှစ်ပြားဟိုဘက်အပြားလေးနှစ်ပြားသူတူးချင်းပဲလုံးနေကြရင်းနဲ့အဆင့်မြင့်လာတဲ့အခါကျရင်နှစ်ဦးနောက်ခုပေါ့နော်သူတို့ဒီထားပါတော့ဒီအပြာ1နဲ့အပြာ2ဟာပူပူပေါင်းပြီးလှုပ်ဆောင်တာက ိုကောင်းတယ်ဆိုတာသိလာတယ်။အဲဒီဘက်မှာလည်းအနီ1နဲ့အနီ2ဟာပူပေါင်းလို့ဆောင်ဆိုတာသိလာတယ်။ပြီးတော့တစ်ခါကျတော့အနီ3အပြာ3အပြန်ကြတယ်။အနီ4အပြာ4အပြန်ကြတယ်။အပြန်တဲ့ခါမှာဟိုဘက်ကိုကိုဘောက်သွင်းဖို့ဒီဘက်ကိုကာဝယ်ဖို့အဲ့လိုလုပ်ရင်းနဲ့ဘလို့ကိုသွင်းဖို့လုပ်နေတဲ့အချိန်မှာ ref defense ဘလို့လုပ်အောင်လဲဆိုတာသူတို့သိလာတယ်။အရန်စိတ်ဝင်စားဖို့ကောင်းတယ် AI ကိုဘောလုံးအကြောင်းနားလည်အောင်လို့လုပ်ရတာကလွယ်လွယ်လေးပဲနမူနာတွေ အကျင်မောမြောက်ကရက်လိုက်စလိုက်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 အကျင်တောင်းနဲ့တိန်နဲ့ချီပြီးလောက်သွားတာပဲအဲ့ဒီအခါမှာတပြားချင်းကနေလို့ဆက်တပြားချင်းကစားရဆိုအဆင်ကိုရောက်လာတယ်ဆက်တပြားချင်းမှာမှဟိုဘက်ကိုတူးချင်းထိုးပေါက်တယ်ဆိုတဲ့အဆင်ကနေတွဲလုံးနဲ့ထိုးပေါက်တယ်ဆိုတဲ့အဆင်သူတို့ကိုယ်တိုင်နားလေလာသူတို့ကိုယ်တိုင်နားလေလာပြီးတော့နောက်ဆုံးကျွန်တော်တို့အဆင်နဲ့ကြော်ပြီးပြောလာမယ်အရန်ကြာမှာသူတို့သူတို့ဟာဟိုထိုးပေါက်တဲ့သူကတအုပ်စုအဆင်စင်းဆောင်တဲ့သူကတအုပ်စုကာခွယ်ဖို့ ဟိုကိုခံစစ်ကိုကာကိုစောင့်နေကြံလဲသူတွေတအုပ်စုဒီလိုအလုပ်တွေကိုလုပ်လာတော့ဟိုဘက်တက်လဲဒီလိုတွေလုပ်လာပြီးတော့ပြန်လာကစားနေကြရင်းနဲ့အမ Red Defense တွေပေါ်လာမယ်သူတို့ territory လူလာတွေပေါ်လာမယ်သူတို့နားလေလာသူတို့နားလေလာပြီဆိုတော့မှတခြား game တွေကိုသူတို့ထဲကိုတွတ်တွန်းလိုက်တာတွတ်တွန်းတဲ့အခါမှာသူတို့ကအဲဘယားမှားတယ်ဘယားမှန်လဲဆိုပြီးတော့အဖြေတွေထွက်လာတယ်ဟော AI နဲ့ပေါ်လုံးကအဲ့လိုလုပ်တာပေါ့နော်ဆိုတော့ဟိုကျွန်တော်လည်းအဲ့လိုပဲ software defined နဲ့တည်လာတာပေါ့ အဲ့မှာမှာစောင်းဒီဖန်းနဲ့တည်လာတယ်ဆိုလို့ကြုံလို့ပြောတာအဲ့ AI ရဲ့တမိုင်းအစပေါ့နော်ကဘေးရလာမယ်ဆိုတော့ဒီ data နဲ့ statistics တွေကနေလာမယ်ပေါ့အဲ့ဒီ data နဲ့ statistics တွေကလည်းအရန်ချောမွေးစွာနဲ့တွင်ရလာတော့မဟုတ်ဘူးဒါတော့ရှင်းပါတယ်ဆိုတော့ကျွန်တော်တို့နောက်ကြောင်းကိုပြန်ကောက်လာရင်ဒီဘောလုံးကဘာပေါ့နော် Premier League ကိုပဲပြောတော့မယ်ပေါ့နော်2001ပေါ့2001တုန်းက Sir Alex Ferguson က မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာသလန်နောက်ခံလို့ယပ်တမ်ကိုလာစီအသင်းကိုရောင်းထုတ်လိုက်တယ်။ရောင်းထုတ်လိုက်တဲ့အခါကျတော့အဲ့ဒီအချိန်တုန်းကတပ်ပလော့ဒ်ဒီပေါ့နော်လူစိတ်ဝင်စားပြီးတော့အတင်းအဖျင်းလှုပ်လေရှိတဲ့တပ်ပလော့ဒ်ဒီကအဲ့မတိုင်ခင်လေးမှာယပ်တမ်ရဲ့ဆောက်ကထွက်ထားတယ်။အဲ့ဆောက်ကလေကျွန်တော်စာလည်းရှိတယ်ဒီစင်မှာရှိတယ်။ဒါပါတော့အဲ့ဆောက်ထဲမှာသူ့ကိုစာလုပ်ဆောက်စံသူ PSV မှာကစားနေတော့ငါ PSV အသင်းမတိအောင်ကိုကြီးဆက်သွယ်တဲ့အကြောင်းအရာတချို့လည်းပါတယ်။ပါတဲ့ခါကျတော့အာထပ်လိုက်တွေကအဲ့ဒီအကြောင်းအရာကြောင့် Ferguson ကတင်းပြီးတော့ရောင်းထုတ်တာ။ဆိုတော့အဲ့လိုရေးတယ်ပေါ့လေရေးတဲ့ခါကျတော့ဒါဟာမှန်တယ်မှားတယ် Ferguson ကိုယ်တိုင်ပဲသိသိနိုင်မယ့်ကိစ္စ။ဒါပေမဲ့အဲ့ကိုယ်တိုင်ပဲသိနိုင်တဲ့ကိစ္စအမှန်တရားပြောတာလည်းဖြစ်ကောင်းဖြစ်မယ်၊ကာကွယ်ပြောတာလည်းဖြစ်ကောင်းဖြစ်မယ်။ Ferguson ဟာသူ့ရဲ့စာအုပ်ထဲမှာတစ်ခါပြန်ပြီးတော့ရေးထားတယ်။ Yastam နဲ့ပတ်သက်ရင်သူရောင်းထုတ်မိတာသူနောင်လာရတယ် ဒါပေမဲ့တေချာတာက yes stem ရဲ့စာအုပ်ကြောင့်လုံးဝမဟုတ်ဘူးဆိုတဲ့အကြောင်းကိုသူပြောထားတယ်။ဘာကြောင့်လဲဆိုတော့သူမပြောဘူး။နောင်တရရတယ်ဆိုတော့ပြောထားတယ်။ဆိုတော့အဲ့နောင်တရရတယ်ဆိုတော့တော့ကျွန်တော်တို့သိပြီ။ yes stem ကိုသူမှားတယ်။ပြီးတော့ yes stem ကိုဒီစာအုပ်ထဲ stem ရဲ့စာအုပ်ထဲမှာပါတဲ့အကြောင်းအရာကြောင့်ရောင်းတာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိရပြီ။ပုံစံအပြောအရာ။ဒါပေမဲ့အဲ့ဒီခါကအမှန်မှန်ကျွန်တော်တို့မသိနိုင်သေးဘူးမယ်။နောက်ပိုင်းမှာစောက်ထုတ်ထွက်လာ Nate Silver ရေးတဲ့ The Signal and the Noise ဆိုတဲ့စာအုပ်မှာအဲ့အကြောင်းအရာပါလာပြီ Falcon နဲ့နေသက်တဲ့သူတွေစီကနေပြီးတော့သူသိရတာပါလို့ဆိုတော့ Falcon ရဲ့နောင်တတခြားမဟုတ်သူဒီအချက်အလက်ပေါ့နော် data အချက်အလက်ကုမ္ပဏီတွေကိုသူယုံစားလိုက်နေတာအချက်အလက်တွေကို2001လောက်မှာ Premier League မှာအဲ့ match data တွေဒီ statistics တွေကစပြီးခစားလာပြီဒါပေမဲ့ဒီအချိန်အရေးအတွက်နည်းနည်းလေးနဲ့နည်းနည်းလေးနဲ့ဘယ်လိုခေါ်မလဲဆိုတော့ဟိုကောက်ချက်ထုတ်ထားတဲ့ data တွေပေါ့ ဖောက်ဆန်ကအဲ့မှာဘာလို့သွားတိထားမိလဲဆိုတော့ yes tam ဟာဒီအရင်တော့ကထက်စာရင်2000လောက်မှာ yes tam ရဲ့ဒီဘောလုံးဖြတ်ထုတ်မှုနှုံးစွမ်းရည်ဟာကျလာပြီဆိုပြီးတော့အဲ့ data တွေမှာပြတယ်ပြတဲ့ခါကျတော့ဖောက်ဆန်တို့ကလည်းဒီ data တွေကိုစပြီးတော့သုံးကားလာအင်္ဂလန်မှာဆိုတာသူတို့လည်းသုံးတိထင် pioneer တွေထဲမှာပါတယ်ပေါ့လေ internal ကတော့ chef ထဲမှာပါတာပေါ့ဒီဘောလုံး data နဲ့ပတ်သက်အဲ့ဒီအချိန်မှာ yes tam အသက်က29နှစ် သူ့ policy ကလည်း30ကျော်ရင်သူရောင်းရင်လည်းအရန်ကြိုက်လို့တတန်းတူတော့တနည်းချင်းမတူမှာဆို policy ဆိုတော့သူ့ရဲ့နောက်ဆုံးချိန်တော့လည်းကတ်နေပြီကတ်ပြီဆိုတဲ့ချိန်ကျတော့ frozen ကအဲ့ဒီ data ကိုသူယုံလိုက်တယ်ယုံပြီးတော့သူက yes stamp ကိုသူရောင်းလိုက်တယ်ဒါပေမဲ့သူမှားသွားတယ်ဆိုတော့အဲ့ဒါပဲဘာလို့ဆိုတော့ yes stamp ဟာတကယ်တမ်းကျတော့သူကြသွားတယ်မဟုတ်ဘူး Silas Ferguson ဟာဟို round numbers တွေကိုတွားပြီးတော့လေ့လာလိုက်မိတာ yes stamp ဟာမကြသေးဘူး သူကနောက်ထပ်ဒီလာဇီယိုအပြင် AC မီလန်ကိုရောက်လာတယ်သူရဲ့အကောင်းဆုံးနှစ်တွေကိုယက်စတမ်ကဆက်ပြီးတော့ကစားသွားသေးတယ်ယက်စတမ်ကအဲ့တော့အဲ့ဒီ Nate Silva ကြီးရဲ့စာအုပ်ထဲမှာအဖောက်ဆန်ကအဲ့ဒီအချက်ကိုအဲ့ဒီ data ကောက်ယူဖို့အမှားကိုမပြည့်စုံသေးတဲ့ data ကိုကောက်ယူပြီးတော့လူတူကိုရောင်းလိုက်ပြီးတော့သူတော်တော်နောက်လာရသွားတယ်ဆိုပြီးရေးထားတယ်အဲ့ဖောက်ဆန်ကအဲ့ဆိုနောက်ပိုင်း data တွေကိုမယုံတော့ဆိုတော့ယုံတော့ယုံတယ်ပို့ပြီးတော့3ထားလာတယ်ပို့ပြီး3ထားလာတယ် တကယ်လို့သာဥမာ club ဟာ Yavan club ဟာဒီဘက်ခင်မှာသာဆိုရင်ပြောပါတယ် Van Dyke ရဲ့တရားသည်ပြီးတရားသည်ဘလုံးဖြတ်ထုတ်မှုနှုံးကိုကြည့်မယ်ဆိုရင်အနိုင်မြင့်အတက်ကြအဲ့မှာမှဒီဒဏ်ရာလာတဲ့အခါအကြပိုင်းရှိမှာပဲဒါပေမဲ့သူဘာကြောင့်ဒီလိုကြောက်တလဲဆိုတော့နောက်ထပ်ရှားဒီဖြစ်ဆက်ထားတဲ့အချက်လက်တွေလည်းအများကြီးနဲ့တူ Oh Van Dyke ကကြာတာမဟုတ်သေးဘူးဆိုတာမျိုးတန်းပြီးတော့သိနိုင်မယ်။ Salah Ferguson တို့လို2001တုန်းကကြာတော့ သူရထားတဲ့ data လေးအပေါ်မှာမူတည်ပြီးတော့ Salesforce ကဟိုသူ့ရဲ့ confirmation bias ကလည်းဟိုသူအသက်ရအကြောင်းရောက်နေပြီဆိုတော့ပေါင်းစားလိုက်တဲ့အချိန်မှာ yes stamp ကိုရောင်းထုတ်မိတဲ့ဖြစ်ရဲ့အဲ့တော့ Ferguson ရဲ့ yes stamp နဲ့ပတ်သက်တဲ့နောင်တာအဲ့ဒါအဲ့တော့အဲ့ Manchester United ရဲ့တည်နေတဲ့က data နဲ့ပတ်သက်ပြီးတော့လို့ဟိုတုန်းကအဲ့တော့ဒီ data တွေဟာ data ရဲ့ခေတ်ဦးပေါ့နော် AI ရဲ့အစ data တွေအချက်လက်တွေဆိုရင်အဲ့ဒီကောင်တွေရဲ့ဟိုအစောပိုင်းကအဲ့လိုအမှားတွေ ်အဲဒန်နစ်ဘက်ကင်လည်းသူသူစာအုပ်မှာဒန်နစ်ဘက်ကင်လည်းဒီအာဆန်ဘန်ကသူ့ကို data တွေကိုသုံးပြီးတော့သူ့ကိုအသုံးချပါတယ်ဆိုပြီးတော့သူကတော့ဒီအာဆန်ဘန်ကကိုသူကချစ်ချင်းနဲ့ရေးတာသူက stillness and this uh stillness and speed ဆိုတဲ့စာအုပ်ထဲမှာအာဆန်ဘန်ကလည်းပတ်သက်ပြီးတော့ဒီ statistics တွေကိုသုံးပြီးသူ့ကိုအသုံးချခဲ့တယ်ဆိုပြီးတော့ Dennis Bakken ကအဲ့အချိန်တော့အကြောင်းကိုပြန်ပြီးတော့ပြောပြတယ်ပြီးတော့သူနဲ့ Arsenal Wenger နဲ့ အဲဘယ်လိုခေါ်လဲစကားများတဲ့ conversation လေးတစ်ခုကိုလည်း back end ကအဲ့စောင့်တယ်မှာထည့်ရထားတယ်။သူက boss တဲ့ခင်ဗျားရဲ့အဲ့ data တွေကပေါ့နော်ဒီခင်ဗျားထုတ်ယူထားတဲ့ပြနေတဲ့အချက်လက်တွေကကျွန်တော် game တစ် game ကို killer pass တစ်ချိန်နဲ့ဘယ်လိုဘယ်လိုအပြောင်းလဲလုပ်လိုက်လဲဆိုတော့မပြနိုင်ပါဘူးပြဟာဆိုတော့သူ complaint တက်တယ်။သူကိုယ်တိုင်လည်းအမှန်တော့အကြပိုင်းရောက်နေပြီသူ့ကိုယ်သူလည်းသိပါတယ်။ဒါအဆက်ဘက်ကောက်ဆိုတော့စတဲ့သဘောပဲ။ ပြီးတော့အဆန်ဝန်းက data တွေကိုသုံးနေတဲ့အခါကျတော့ကပ်ဆရာ boss ရဲ့ data တွေက तू ဘလို့အမှုပညာမြောက်မြောက်လောလောသွားသလဲဆိုတော့မပြနိုင်ပါဘူးဗျာအဲ့တော့အဆန်ဝန်းကသူ့ကိုပြန်ပြောတယ်တဲ့ game ရဲ့နောက်ဆုံး30မိနစ်မှာမင်းပြင်းထုံးကြလာတယ်ပြီးတော့မင်းက injury ဖြစ်ဖို့အတွက်ရာခိုင်နှုန်းကပိုများလာတယ်အဲမင်းရဲ့အမြန်နှုန်းကတဖြည်းဖြည်းပြောကြလာတယ်အဲ့ဒီအချိန်မှာမင်းဆုံးဖြတ်တဲ့ ဒီဖုန်းပြချက်မှတ်ကမှုရရင်တော့ dropping ဖြစ်သွားတယ်ဆိုတော့သူ့ design နဲ့ပြန်ပြောသွားတယ်ပေါ့အဲသူတို့နှစ်ယောက်ကရီမောနဲ့အဆုံးသတ်သွားတယ်ပေါ့အဲဆိုတော့အာဆန်ဝန်ကလည်းအဲ့ဒီအချိန်လေးက data တွေအချက်လက်တွေကိုသုံးပြီးတော့ဒီဟာဖြစ်ခဲ့တယ်ဆိုတော့သူတို့တွေကဒီ data နဲ့ Premier League အနေနဲ့ထားမှာ Salah Ferguson လို့အာဆန်ဝန်ကတော့အခုညလုံးနဲ့ကြည့်ရင်တော့ရှေးရိုးအဖိုးကြီးပေါ့ဒါပေမဲ့သူတို့ကသူ့ခက်သူ့အခါနဲ့သူတို့အင်မတန်ခက်မိခဲ့ကြတယ်နောက်တစ်ယောက်ကကြတော့ဘောလုံးကို ပို့ပြီးတော့ရင်းသီးလေမယုံနိုင်လေဖြစ်နေမြဲနောက်တစ်ယောက်ကပစ်ဆန်ပစ်ဆန်ကတကယ် traditional old school တကယ် old ကြီးဟိုတကယ် conservative ကြီးလို့ထင်စားရှိတဲ့သူတူသူအတင်းဟာဒီကျွန်တော်တို့ဒီဘက်ခေတ်မှာဆိုရင် immortal ရှေးရိုးဆန်တဲ့ဘော်လုံးကိုပြောတာ long balls တွေကိုအသုံးပြုပြီးကစားတဲ့အတင်းမျိုးဒီဘက်ခင်မာရင်မကပဲနော်ဟိုအရင်ခင်မာလောင်ဘောခင်မာတော့မှသူကသူများအသင်းတွေတက်ပို့ပြီးလောင်ဘောကစားတယ်ဆိုတော့အသင်းမျိုး ဆိုတော့ तू อ่ะပို့ပြီးတော့ conservative ဖြစ်တယ်လို့ပြောစရာရှိမယ်အမှန်တော့ तू อ่ะဒီ data နဲ့ statistics တွေကိုသုံးပြီးတော့ तू อ่ะအဲ့ဘက်ကိုရွေးချယ်ထားတာအဲ similarize ကကစားသမားဘောတော့ကနောက်တန်းဆိုပြီးမပစ်ဆန်ကတကယ်တော့ကိုသွင်းကောင်းတဲ့နောက်တန်းတယောက် तू ကိုတော်တော်လေးသွင်းခဲ့ဘူးလေထားပါတော့သူကစားသမားဘောက तू အာ American မှာသူကစားသမားမှာသူ Tampa Bay မှာသူတွားကစားခဲ့ဘူးလေတွားကစားခဲ့ဘူးတဲ့အခါကျတော့ဒီ American Sports မှာ ဒီအချက်လက်တွေ English လို့မဟုတ်ဘူးဟိုးအစိုးရကသုံးနေတဲ့အခါကျတော့ American Science နဲ့ Data တွေကိုတော်တော်သုံးတာပဲ American အားကစားနည်းတွေမှာဘက်ဆန်ကအရာကိုဘက်ဆန်ကတည်တယ်အဲ့တော့သူပြီးတော့ဒီသူနည်းပြဖြစ်လာတယ်62 63လောက်မှာနည်းပြဖြစ်လာတယ်အောက်အသင်းတွေမှာယာယီနည်းပြယာယီနည်းပြနဲ့64 65လောက်မှာသူအောက်တန်းအသင်းနည်းပြဖြစ်လာပြီအောက်တန်းဆိုတာကဒီ League Championship နည်းပြဖြစ်လာပြီ 69မှာသူ Premier League နီးပြပေါ်က69 Manchester United travel ရတဲ့ရာဒီမှာစားတယ် Bolton နဲ့စားတယ်အဲ့ Bolton ကိုလည်းရောက်လဲရောက်လာတော့သူကအဲ့မှာသူကိုယ်တိုင်ကအမှ data နဲ့ statistics တွေကိုသူကသုံးတော့တာကျွန်တော်ထင်တော့မထင်တော့ဘူး Bissams ကအဲ့တော့ဒီအဲ့ခင်တော့ကဒီနောက်ပိုင်းကျတော့ဒီ Chelsea မှာအဲ့ဘယ်လိုခုံလဲဆိုတော့အချက်လက်ပိုင်းဆန်ရပါတော့အလုပ်လုပ်သွားတယ်40ဆိုတော့ရှိတယ်အဲ့တော့ကသူကဘက်ဆမ်နဲ့တွဲနေတာတွဲနေတဲ့အချိန်က40ကသူ့ကို ့ data တွေကောက်ယူပေးရတယ် company စီကနေဝယ်ရတာဝယ်ပြီးအဲ့ data တွေကိုပေးတဲ့အခါမှာသူအရင်ကြိုက်တဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါပါလဲဆိုတော့ employee မှာဘောလုံးပွဲတစ်ပွဲမှာ employee မှာပြန်မြောက်ဟိုဘက်အတင်းဒီဘက်အတင်းသူဘောလုံးရလိုက်ကိုဘောလုံးရလိုက်ရှိတယ်မလားဟိုတုန်းကကြတော့အခုအခုကြတော့နေသွားပြီပေါ့နော်အခုကြတော့ဘောလုံးကင်လာတဲ့အတင်းကတေချာစိန်ပြီးကင်လာပေါ့ဟိုကတော့တိုက်စစ်စင်ဘူးပဲစူးစမ်းကြတဲ့အခါကြတော့ဘာဖြစ်လို့ဆိုတော့ဟိုဘက်ဒီဘက်အပြန်လာဘောလုံးကင်တဲ့အရေးအတွက်ဟာပွဲတော့မှအချိန်400ရှိတယ်။အော်အချိန်400ရှိတယ်ဆိုတော့ အပြက်ကအပြင်းဆိုရင်ကဲထားပါတော့သူတို့က200ငါတို့က200ငါတို့အဲ့200မှာငါတို့ရတဲ့ကိုကကျတော့ပြက်မြအပြင်းတကိုးနှစ်ကိုးရလိမ့်ရှိတယ်နှစ်ကိုးအောက်ဖြစ်လိမ့်ရှိတယ်ပေါ့ပေါ်တန်ရဲ့အနေထားနဲ့ဆိုဒါပေမဲ့တောင်းကံဘောကော်နာကျတော့တပွဲအောင်မှာအကျိတ်20လောက်ပဲရှိပြီးတော့အဲပွဲတိုင်းတော့တောင်းကံဘောတွေကကိုးကိုးတွေဖြစ်နေတာမဟုတ်ဘူးနှစ်ပွဲတစ်ခါလောက်တောင်းကံဘောကတွင်းကိုတစ်ခါမြင်ရသုံးပွဲတစ်ခါလောက်မြင်ရတယ်တိုးတော့ရရင်တော့အပြင်းဒီ implicit down ဒီ down gun ball တွေပြီးတော့ဒီ blue complex ဆိုတော့ သူ chip goals လို့ခေါ်တော့အဲ့ကောင်နဲ့ corners တွေ throw ins တွေပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုဟာ the free kicks တွေကနေပြီးတော့အတွင်းနဲ့ goal တွေကအပြန်အလှန်ကစားနေခြင်းတဲ့ဒီလိုမျိုးဒီ chip goals တွေရတဲ့နှုံးကအများကြီးပိုရတယ်လို့မြင်နေပါလားဆိုတော့သူသိသွားတဲ့နောက်မှာ Borden ဟာအဲ့ဒီအရာတွေကိုဥတည်ကစားတဲ့အသင်းတစ်သင်းဖြစ်အသွင်ပြောင်းသွားတယ်အဲ့တော့ကြည့်လိုက်ရင်တော့ကွင်းထဲက game က Borden က conservative ဒါပေမဲ့အဲ့ဒီ conservative ဖြစ်ခြင်းကို သူရလိုက်တာကတကယ်ဟို advanced technology ဖြစ်တဲ့အဲ့ဒီအချိန်က data တွေ statistics တွေ science ကိုသုံးပြီးတော့ရလာတာအဲ့တော့ bottom ရဲ့ twin goal တွေမှာတရားစီ twin goal တွေမှာ၄၀ခန်းလောက်ကအဲ့ဒီ cheap goals တွေဖြစ်လာတယ်တောင်ကမိုးကနေရတယ် throwings ကနေရတယ် fakes ကနေရဆိုဖြစ်လာတယ်အဲ့သူလည်းဒီ data တွေကိုစတင်သုံးဆွဲတဲ့နည်းပြတွေထဲမှာပါတယ်လူတွေအဲ့တော့သိမသိကြောက်သိမထားမိကြအောင်အာဆန်ဝန်ကဆိုတော့ပိုင်အိုနီယာအနေနဲ့သိထားမိကြပြီမြဲအာဆန်ဝန်ကဆာလော့ဖာဂူဆန် အမှန်တရားလည်းရှိခဲ့တယ်မှားတရားလည်းရှိခဲ့တယ် data တွေခေအစာပြောစရာတော့အများကြီးပါဒါလောလောဆယ်တော့ဒီလောက်ဆိုရင်အခုပဲ minute 20ရှိဆိုရက်လိုက်တော့မယ်ဟုတ်နော်ဆိုတော့နောက်ပိုင်းကျွန်တော်ဆက်ပြီးတော့အဲ့ဟာနဲ့ပတ်သက်ပြီးတခြားစိတ်ဝင်စားစရာတွေဆက်ပြီးတော့ပြောပြပေးသွားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်